ဆောင်မုံလာတိုင်းကျင်းပနေတဲ့တောင်ကြီးတဆောင်တိုင်းမီးပုံပြန်ပွဲကိုအော်တိုဘားလ29ရက်နေ့ကစပြီးနိုဝင်ဘာလ4ရက်နေ့အထိတောင်ကြီးမြို့အဝေယာမီးပုံပြန်ကွင်းမှာကျင်းပမှာ ဖြစ်တယ်လို့သိရပါဗျ။တောင်ကြီးမီးပုံပြန်ပွဲကိုရှမ်းတောင်ပိုင်းရိုးရာမီးပုံပြန်ပညာရှင်များအသင်းကဦးဆောင်ကနှစ်စဉ်စီကတိုက်မြိတ်စွာကျင်းပခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ပြိုင်ပွဲဝင်နေလွတ်အယုံမီးပုံပြန်အဖွဲ့တွေကိုလည်းရွေးချယ်ပြီးကြိုတင်ဖွင့်ထားတဲ့ဈေးဆိုင်တွေမှာလည်းလေပတ်သူတွေရှိနေပြီလို့မြို့ကန်ကြီးကပြောပါတယ်။ တောင်ကြီးမိဘုံပြောင်းပွဲကျင်းပတဲ့အခြေအနေနဲ့ပတ်သက်လို့တောင်ကြီးမိဘုံပြောင်းပွဲကျင်းပရေးတာဝန်ရှိသူတယောက်ပြောပြတာကိုလုံခြုံရေးအသံစာထိုးဖတ်ထားပေးပါတယ်။ကျွန်တော်တို့ကအစကတည်းကပလန်နဲ့လွတ်တာတွေဆိုတော့အခုတော့အစည်းအဝေးတွေထိုင်ပြီးအလုံးပြင်ဆင်ပြီးပါပြီ။ဒီနေ့ကတော့85ကြိမ်မြောက်ကျင်းပမှာပေါ့နော်။မဲရီလည်းနိုင်ပြီးပါပြီ။အဖွဲ့တွေလည်းခွဲပြီးသွားပြီ။တေချာပြင်ဆင်ပြီးလုပ်နေပါတယ်။ပါဝင်မဲ့အဖွဲ့တီးတီးကလည်းအလုံးဆင်သင်ဖြစ်နေကြပါပြီ။ဆရာနာသိမ့်ပြီးနောက်ပိုင်းမှာတော့တိုက်ပွဲတွေနဲ့လန်ခီအခက်ခဲတွေကြောင့်ခရီးသွားလာရောက်မှုနှေးပါခဲ့ရမှာ။ ပြီးခဲ့တဲ့2024ခုနှစ်မှာတော့ခရီးသွားလာမှုပြန်လည်များပြားခဲ့ပြီးဒီနှစ်မှာတော့မနစ်ခါတက်ခရီးသွားပိုများလာမယ်လို့မြို့ကန်ဒီကပြောကြပါဗျ။ခရီးသွားရာသီဖြစ်တဲ့အော်တိုဘာလာဆန်းကားစာကတောင်ကြီးမြို့ကိုခရီးသွားဝင်ရောက်မှုများပြားနေပြီးမိဘုံပြပွဲကျင်းပမယ်နေ့အထိ hotel booking တွေပြည့်နေပြီလို့မြို့ကန်တယောက်ကပြောပါဗျ။ ဒါဆိုကိုရနေကတော့ဖွင့်မယ်ပေါ့နော်။ဒါပြီးတော့သူတို့ပြောရတော့နေရက်တို့လွတ်မယ်လို့တော့ပြောထားတယ်။ဒီလိုတော့လက်ဆက်ကနေစမ်း။ဟိုတယ်ကြီးဆိုရင်လည်းလူ booking ကြည့်တာပူပြီးအရင်နေ့ဆက်ဆိုင်တော့ပူစီးနေတယ်လို့ထင်တယ်ပေါ့နော်။တချို့ဆိုလို့အိမ်ငါးလေးတော့ထင်းရဲဟာလူတွေနေနေရတော့နော်။ကြားနေရအနေရှိတယ်။ဒီနောက်ကအင်းငါဆိုဆိုင်ခံဖွင့်ဆိုဆိုင်ခံအလူတူတူတေးတေးပေါ့နော်။အခုကတော့ညီမီတလားကတော့သူတို့ဆိုင်ခံနေတယ်ပူရှိတာလေပူပြီးတော့အင်းရှိအောင်လုပ်ထားတယ်လို့တော့မြင်တယ်ပေါ့။ဒါပေမဲ့ တောင်ကြီးမြို့ထဲမှာကားဆိုင်ကဲစစ်ဆေးမှုတွေရှိနေပြီးမီးပုံမြန်ကွင်းမှာလည်းအစစ်ဆေးတင်းကျပ်တဲ့အတွက်လေပတ်ရမှန်ကိုတော့စိုးရိမ်နေတယ်လို့တောင်ကြီးမြို့ကန်ကြီးကပြောပါတယ်။ကျမတီရီပါ